င်္ဂလိပ်ချုပ်ပြီးတမ်းမြင်ပေါ်ချလိုက်တဲ့ခိုက်တံအားလုံးတက်ကြေကွဲစရာပါပဲ။လွမ်းဆိုချင်းတွေအားဝန်နေချင်းတွေဆိုရင်ကျွန်တော်တို့အားလုံးဝန်နေချင်းတွေကိုအဖော်ပြသွားရတော့မှာပါပဲ။အရာရာအတိတ်မှာကြံခဲ့ပြီဆိုပေမဲ့အဲ့ဒီအတိတ်တွေထဲမှာလူသားတယောက်ချင်းတွေတိုင်းအမတ်ရစရာတွေကြံရင်ခဲကြမယ်ထင်ပါတယ်။ရပင်းခဲကြတဲ့အချိန်တွေပြန်ချစ်ခဲကြတဲ့အချိန်တွေနောက်ဆုံးနှုတ်ဆက်သွားခဲကြတဲ့အချိန်တွေအဲ့ဒီအချိန်တွေအားလုံးဟာကျွန်တော်တို့တွေအတွက်အမတ်ရစရာတွေကြီးပဲလို့ဆိုရအောင်ပါပါပဲ။ဒါကြောင့်လည်းအလွမ်းတက်ခံရှိသူတယောက်အတွက်ပြီးခဲ့တဲ့နေ့ကလည်းဝန်င်းဆရာအဖြစ်ပြတစ်ခုနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ် အစားရှိရင်အဆုံးရှိရဲဆိုတဲ့စကားအတိုင်းပဲလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်စုကျော်လောက်စီကအစားပြုခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဟာပြီးခဲ့တဲ့နှစ်ကအဆုံးသတ်သွားခဲ့ပြီလေဖြစ်ပါတယ်၂၀၁၆ခုနှစ်ရဲ့ Master Session နေ့မှာမြန်မာနိုင်ငံကိုကိုစားပြုပြီး MMA ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အောင်လာအန်ဆန်းဆိုတဲ့ကချင်သားလေးဟာသူ့ရဲ့ပထမဆုံးပွဲဥထွက်ပွဲအဆင့်ကိုမိုဟာမက်အလီဆိုတဲ့အီဂျင်သားနဲ့ရှင်ပြိုင်သွားခဲ့ပြီးပထမအချိန်အတွင်းမှာရင်ပြိုင်ဘက်ကိုချိုးကွက်နဲ့အနိုင်ယူပြီးတော့သူ့ရဲ့ပွဲဥထွက်ကိုအနိုင်ရလဲနဲ့အစပြုသွားခဲ့ပါတယ် 2016ခုနှစ်ကနေစတင်ခဲ့တဲ့သူ့ရဲ့ MMA ခီးစဉ်ဟာ2019ခုနှစ်အထိနိုင်ပွဲတွေဆက်လက်ရယူပြခဲ့ပြီးဆယ်ပွဲဆက်အနိုင်ရလဒ်ကိုရယူသွားနိုင်ခဲ့ပါတယ်။အဆိုပါဆယ်ပွဲအထိမှာကချင်သားချင်းအောင်မြင်မှုတွေကအမကန်းမြင်တွေ့ခဲ့ရပြီး Light Heavyweight MMA Champion ကပ်ပတ်နဲ့ Middleweight MMA World Champion ကပ်ပတ်တွေကိုရယူသိမ်းပိုက်ပြခဲ့ပြီးမြန်မာတွေကဘယ်တော့မှမငြင်းခဲ့ကြပါဘူး။ကြိုးစားရင်ကမ္ဘာ Champion တယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုပြသသွားခဲ့ပါတယ်။မြန်မာလူငယ်တွေအထွတ်မင်းတို့ရှိမှငါယူပြထားတဲ့ချန်ပီယံကပ်ပတ်တွေကထိုင်နေရင်ရတာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုချင်းသားကြီးကပြသသွားခဲ့တာပါ အော်လာအန်ဆန်ကဆိုတဲ့နာမည်နဲ့အတူမြန်မာစွာကဘာကတည်သွားခဲ့ပြီးသူကလူငယ်ဖိုင်တာရဲ့အရှိဆောင်လမ်းပြတယောက်ဖြစ်သက်မှတ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါရင်ဝိုင်းချန်ပီယံရှစ်လိုနေရာမြို့မှာလမ်းစောင်းဖောင်းခဲ့ပြီးအဲ့နောက်မြန်မာလူငယ်ဖိုင်တာတွေကိုတဖြည်းဖြည်းချင်းဝင်ရောက်လာခဲ့တာပေါ့အဲ့လူငယ်ဖိုင်တာတွေထဲမှာဖိုးတော်ဆိုတဲ့ဖိုင်တာတယောက်လည်းပါဝင်ခဲ့ပြီးအရရှိရှိခက်ပိန်ပိန်နဲ့ကချင်သားကြီးလိုမျိုး MMA ပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ထိုးသက်ခဲ့တဲ့ဖိုင်တာတယောက်လည်းပါဝင်ဖြစ်ခဲ့တာပေါ့အခုဆိုရင်ကျွန်တော်တို့သိခဲ့ကြတဲ့ကချင်သားကြီးအော်လာအန်ဆန်ကလည်း MMA fighter ဘွားကနေအားယူသွားခဲ့ပြီဖြစ်တယ်လို့ဖိုးတော်ကလည်းခေဆိုးစနစ်စိုးကြီးထဲမှာပျောက်ကွယ်သွားခဲ့ပြီလည်းဖြစ်ပါရင် တို့တွေကမြန်မာပြည်သက်တွေရဲ့အတွက် one championship ဆိုတာဘလို့အရာမျိုးလဲဆိုတာကိုစတင်မိတ်ဆက်သွားခဲ့ကြတဲ့ fighter တွေဖြစ်ခဲ့ကြပြီးအခုတော့အဆိုပါ fighter တွေလည်းကိုယ်စီအနားယူသွားခဲ့ကြပြီလည်းဖြစ်ပါတယ်။ကချင်သားကြီးရဲ့နောက်ဆုံးကွဲမှာမြင်တွေ့ခဲ့ရတဲ့အရာတွေကကြက်သိန်းချားစရာတွေဖြစ်ခဲ့ပြီး Lovely Queen ကြီးတခုလုံး Grand Win Fighter တယောက်ကိုနှုတ်ဆက်ခဲ့ကြပုံတွေကတကယ့်ကိုကြောက်ကမန်းလေးလို့ဆိုရမှာပါ။အမေလိုက်ကကချင်ကိုတမ်းပြားဟင်ကျွေးသွားခဲ့ပုံတွေက Lovely Queen ကြီးထဲမှာရှိတဲ့ချားပြည်သက်တွေတော့ကြက်သိန်းတစ်ဖက်ဖက်ချသွားစေခဲ့တဲ့အခြေပါပဲ။ ဒါကရဝင်တရားရဲ့နှုတ်ဆက်ခြင်းကရဝင်တရားအတွက်ဂေါ်ပြူကျင်းလို့ဆရာမဖြစ်ပြီးအလားဆိုရဲ့နာမည်ကိုခေါ်ပြီးတော့ကြွေးကြော်ခဲ့ပုံတွေကပြင်းလုံးပြင်းမြင်တွေ့ခဲ့ကြတာပါပရိသတ်တယောက်ချင်းစီတိုင်းရဲ့ရင်ထဲမှာဝဲနေချင်းတွေရှိသလိုလွမ်းဆိုချင်းတွေဆိုတာကလည်းခေါင်းစင်တွေတက်ပြီးပြောနေစရာလိုမယ်မထင်ပါဘူးခြေခွဲတန်နေစိုးနေတန်နေသူတို့ချစ်တဲ့ fighter ကြီးရဲ့နာမည်တွေကိုတမ်းပြန်ဟင်ကျွေးရင်နောက်ဆိုရင်အမဲလိုက်ကအသေးချင်းရဲ့ဂျိုးဝိုင်းအတွင်းကိုဝင်ရောက်လာမယ် fighter ကြီးကိုတော့မြင်တွေ့ကြရတော့မှာမဟုတ်ဘူးဆိုတဲ့အသေးကရင်ထဲမှာတော့ဘလောင်းဆူနေခဲ့တဲ့အထိပါပဲ ဒီလိုနဲ့ပြန်ဝဲပြီးနှုတ်ဆက်စကားပြောကြားခဲ့ပြီးတဲ့နောက်မှာတော့လက်အိတ်ကလေးချုပ်ပြီးကျမ်းမြေပေါ်ကိုချလိုက်တဲ့အချိန်အားမြမပရိသတ်တယောက်ချင်းစီတိုင်းရဲ့မျက်ဝန်းအိမ်တဲကမျက်ရည်တွေဟာတားဆီးမရနိုင်အောင်စီးကြလာခဲ့ကြပြီးသူတို့ချစ်တဲ့သူတို့အတွက်ဂုံစရာဖြစ်စေခဲ့တဲ့ကရဝင်းတယောက်ကိုခြေကွဲဆုံးနေခြင်းနဲ့အတူဂုံပြုတ်နှုတ်ဆက်ခဲ့ကြရတယ်ဖြစ်ပါရင်